BCD ကိုကျိုးဘလို့ထည့်ရလဲဆိုပြီးတော့လာမေးထားတဲ့ညီကိုတွေအတွက်ပါเนาะအဲပထမဆုံးဒီကျိုးရဲ့ဒီ site နဲ့ဒီ shipping ချက်ကိုပင်ချက်အကြောင်းပေါ့เนาะဒီကျိုးဒီကောင်ကတော့ဒီပေါင်30 2.5ပေါ့ 100mm ပေါ့ shipping ချက်ဒီကောင် scopy ပေါ့ပြီးတော့ဒီတန်လိုက်အောင်ဖြုတ်မယ်စပူးအိမ်ကိုထုတ်မယ်ပြီးွားရင်ပြောရ ဒီကြိုးထဲ့တော်မယ်ဆိုဂိုင်းလေးနဲ့အရင်တွဲထားမှအဆင်ပြေမယ်ဒီဂိုင်းဆိုပထမဂွင်းလောက်ကနေထည့်ရင်ရပြီအဲ့ဒီအနေထဲပြီးွားရင်ဒီ guideline အပေါက်ထဲကိုထည့်ဒီဘေးကနေဒီတန်လိုက်အောင်ပတ်ချမ်းနေပြီးတော့ကြိုးစားကိုပြန်ထုတ်ရမယ်ပြန်ထုတ်ပြီးတော့ဒီစပူးအိမ်မှာခြီမှာပေါ့လက်လေးချောင်းကိုနှစ်ပတ်ပတ်မယ်လက်သုံးချောင်းကိုနှစ်ပတ်ထပ်ပတ်ပြီးတော့ အဲ့ဒီ ქვენ နဲ့ကနေ၃ဘတ်လောက်ပတ်လိုက်မယ်ဆွဲလိုက်မယ်နော်ပဇယ်လေးနဲ့ကိုက်ပြီးတော့ဆွဲလိုက်မယ်ဆွဲလိုက်ပြီးရင်သူက short queen လေးလို့ဖြစ်သွားမယ်ပူတဲ့အဆောက်ကိုညက်ဖြတ်လိုက်မယ်ပူတဲ့အဆောက်ကိုညက်ဖြတ်လိုက်မယ်ညက်ဖြတ်ပြီးတော့ ဟိုနှစ်ခေါက်သုံးခေါက်လောက်ပြန်ခေါက်လိုက်မယ်ဒီစပူးအိမ်နဲ့ထည့်တဲ့အခါကျတော့တစ်ခုတည်းတပတ်တည်းဆိုရင်တော့မကောင်းပြီးရင်ဆွဲလိုက်မယ်သူရှော့ကွင်းလေးလို့ဖြစ်သွားတာဟုတ်ဆွဲလိုက်မယ်ပြီးသွားရင်စပူးအိမ်ကိုအဲဒီစက်သီးတဲ့ကိုပြန်ထည့်မယ်ပြန်ထည့်မယ် ပြီးွားရင်တန်လိုက်အောင်ကိုပြန်တက်မယ်ဒီရစ်တဲ့အခါမှာရစ်တဲ့အခါကျတော့ဒီကြိုးစားလေးကိုတင်းတင်းလေးဖြစ်အောင်ရယ်ပြီးွားတော့လက်လည်းမပူအောင်လို့ဒီအဝတ်စုပ်လေးအဖြစ်သုံးပြီးတော့ဖိထားလိုက် တင်းတင်းလေးဖိထားပြီးတော့မှရစ်ပေးရစ်ပေးဒီအကူရာတို့ DC ကကျတော့သူက100လောက်ဆန့်တယ်100လုံးလုံးဆန့်တယ်တချို့သီးတွေကျတော့100လုံးမဆန့်ဘူးอืม ဒီစပူးအိမ်ရဲ့ဘောင်လေးကိုမကြော်စေနဲ့ကြော်တယ်ဆိုရင်ဟိုဟာ 80mm လောက်ပဲထည့်ထည့်ပြီးွားရင်ကြံတာကိုလွှတ်ပစ်လိုက်ကျေးဇူးတင်ပါတယ်